လွှမ်းမိုးမှုတွေကြောင့်အပြုအမူအကြံအစီအဆုံးအဖြတ်အမူအရာစသဖြင့်အမျိုးမျိုးဖြစ်လာတယ်။ဗီဇာကြောင့်ဖြစ်လာတဲ့ဇယက်ဟာအခြေအနေနဲ့အနေအထားအရာနှစ်မျိုးပြောင်းလဲသွားတယ်။မသိမှုနဲ့ညင်းဆိုမှုဆိုတဲ့စိတ်နေစိတ်ခံတွေကြောင့်ဇယက်ကပင်ကိုဇယက်အဖြစ်ပြောင်းလဲသွားတတ်တယ်။နေ့စဉ်လူနေမှုဘဝမှာတိလိုပဲဖြစ်စေမတိလိုပဲဖြစ်စေပတ်ဝန်းကျင်ရဲ့ပတ်သက်ဆက်နွယ်မှုကိုနဲ့တော်ဆက်တဲ့မိဘဆွေမျိုးသားချင်းကြီးအကိုမောင်နှမအစသဖြင့် အနည်းဆက်ဆုံးပုဂ္ဂိုလ်တွေရဲ့လွှမ်းမိုးမှုစသဖြင့်တက်ရောက်မှုအမျိုးမျိုးကြောင့်စိတ်နေစိတ်ထားအမျိုးမျိုးပြောင်းလဲသွားပြီးဗီဇကိုအခြေခံတဲ့ပင်ကိုဇယိုက်တစ်ခုဖြစ်သွားပါတယ်။ဥပမာတနာစိတ်ကိုအခြေခံပြီးပေါဝန်ခြင်းအပေါ် တုတ်ပြန်ရင်မတိစိတ်ကြောင့်ကိုချင်းစာစိတ်ရှိတဲ့သူဖြစ်လာနိုင်ပြီးတခြားတက်ရောက်မှုတစ်ခုခုပြစ်တင်ပြောဆိုခံရမှုအဆက်ခွဲခံရမှုစသဖြင့်အကြောင်းအမျိုးမျိုးကြောင့်ကိုယ်မှာဖြစ်နေတဲ့တနာစိတ်ကိုညင်းဆိုလိုက်ပြီး မတူညီတဲ့တခြားဇယိုက်ဖြစ်သွားနိုင်ပါတယ်။ဒါကမတိမှုနဲ့ညင်းဆိုမှုကိုအခြေခံပြီးဖြစ်လာတဲ့ဇယိုက်တကံတဘာဝပါပဲ။ကောင်းတဲ့ဇယိုက်မျိုးလည်းဖြစ်လာနိုင်တယ်လို့ဇိုးတဲ့ဇယိုက်ကလည်းညင်ဆိုးတစ်ခုလိုဇယိုက်ဆိုးကြီးလည်းဖြစ်သွားနိုင်ပါတယ်။စိတ်အခြေအနေပုံမူတည်ပါတယ်။နောက်ထပ်ဇယိုက်အခြေခံကအသီးစိတ်အခြေခံဇယိုက်ပဲ။ငယ်ရာကနေကြီးရဲ့အတိတ်တည်ယူလေ့လာထားတဲ့ လူနေမှုဘဝအတွေ့အကြုံကနေကိုယ်အသီးစိတ်နဲ့ပြန်ဆင်ခြင်ပြီးကိုယ့်ကိုယ်ကိုပြုပြင်ရင်းကပြောင်းလဲဖြစ်တည်လာတဲ့ဇယိုက်ပါဒီဇယိုက်ကပင်ကိုဇယိုက်မဟုတ်ပဲအချင်းဇယိုက်ဖြစ်တယ်ပြုပြင်နိုင်စွမ်းရှိတဲ့အချင်းဇယိုက်ဟာပင်ကိုဇယိုက်ကြောင့်ဖြစ်သွားခဲ့ရတဲ့ဇယိုက်ဆိုကိုဇယိုက်ကောင်းဖြစ်သွားအောင်ပြောင်းလဲနိုင်ပါတယ်ပိုကောင်းတဲ့ဇယိုက်အသစ်တွေကိုတည်ယူခွင့်ရစေနိုင်တယ်လို့ရှိရင်းဆွဲဇယိုက်တွေကိုလည်းတိုးတက်နိုင်ခွင့်ရှိစေပါတယ်ဘဝအမားတွေကနေသင်ခန်းစာယူပြီး ကိုးစရိုက်ကိုပြုပြင်ပါဇရိုက်ဟာကိုကံဖြစ်တဲ့အတွက်ဇရိုက်ကောင်းရင်ကံကောင်းမှသိကြပါလေအခန်းကစန္ဒကိုချုပ်တီးခြင်းယမတ်စိတ်တဘာဝနိယာမလိုချင်တာကိုရထားပြီးပဲပျော်နိုင်ရဲ့လားမေးလိုက်ရင်တကယ်တော့မပျော်ပါဘူးအလိုစန္ဒကို ပြေဝအောင် ဖြည့်စည်းနိုင်လိုက်တိုင်းမပျော်နိုင်ဘူးရဲ့တာယာမှုအစစ်ဆိုတာကပြီးပြည့်စုံမှုမဟုတ်ပဲမရရအောင်ကြိုးစားနေခြင်းပါပြီးရဲ့ ်ဥဂုစတန်ကာဟွန်ဒီဘူမာရှယ်တုံကူလိုမမရရင်ခုံပြီးတော့ခူးမယ်လူမှန်ရင်ဘယ်တော့မှတင်းတိမ်တယ်လို့မရှိဘူးဘလောက်ပဲပိုင်ဆိုင်ထားပါစေဘာကုမစိုးရနိုင်သူဖြစ်ပါစေရလေလေလိုလေလေရနိုင်လေလေလိုချင်လေလေဖြစ်ပါတယ်အသည့်ဟူသည်များပိုင်ဆိုင်ခွင့်ရပါမတူထူးကြတဲ့အရာဟုသမ ्या လက်ဝဲရရမှကောင်းတာဟုသမ ्या ချုပ်ပိုင်ခွင့်ရမှခြေနဲ့နိုင်တဲ့သူတွေပါ ရတော့တိုင်းခြေနဲ့သွားပြီလားဆိုတော့မဟုတ်ပြန်ပါဘူးအတစ်ထပ်ပိုးတစ်လွင်တာကိုပြန်လိုချင်တယ်ထူးခြားတဲ့အရာဆိုရင်ပိုးထူးခဲတာကိုတောင်းတမယ်ကောင်းတာဆိုရင်ပိုးပြီးတော့ထိတ်တန်းကြနိုင်တာကို ပိုင်းချင်မယ်အဆုံးမတတ်နိုင်တဲ့အာသာရမတ်စိတ်ကမတိမချင်းအပူတပြင်းစိတ်ဆုံနေတတ်တယ်အဲ့ဒီအာသာရမတ်စိတ်ကို မမောမှုလို့ခေါ်တယ်မမောစရဲ့အလုပ်လုပ်ပုံကထူးခြားတယ်ပုံစံတူအရွယ်တူတဲ့လိမ္မော်ဒီတွေကိုရွေးတဲ့အခါ အားလုံးကတူတူပဲဆိုတာသိလျက်နဲ့ကိုလိုချင်တဲ့အသီးကိုတလုံးပြီး တလုံးပုတ်တက် ပုံမှုပ်ပြီးတော့ဂိုင်းတွယ်လိုက်ရမှခြေနဲ့မိတယ်လို့မျိုးပါကိုစိတ်ကြိုက်ရွေးပြီး ခွဲစားတဲ့အခါမှာတခြားလူကကိုနီးတူစားနေရင် ကိုလိမ်မော်သီးထက်သူများလက်ထဲကအသီးဟာကိုအသီးထက်ပူချိုနေတယ်လို့ပူကောင်းနေနိုင်တယ်လို့ပူကြီးနေတယ်လို့ပူနုနေတယ်လို့ပူစားကောင်းနိုင်တယ်လို့မျိုးထင်မိစေတဲ့စိတ်ပါအင်မတန်စိတ်ဒုက္ခပေးနိုင်ဆုံးသောစိတ်ဖြစ်ပါတယ် အမှန်တော့ထင်အောင်ထင်မှဖြစ်တာပါပဲဒါပေမဲ့ကိုစိတ်ကိုပြန်လှည့်စားလိုက်ပြီးဖိအမှန်တစ်ခုလုံးကိုနှလုံးသွင်းကြည့်ရင်စိတ်ပင်ပန်းခံတဲ့စိတ်တစ်မျိုးပါမရနိုင်တဲ့အရာကိုရအောင်တမင်စိတ်စော်တတ်တဲ့စိတ်ဖြစ်ပါလေရာထူးလဲတူတူအလौတာဝန်လဲတူတူဝတ္တရားချင်းလဲအတူတူလာစားလဲတူတူ ဆိုပေမဲ့ပတ်စံသုံးဖြုံးတဲ့နေရာမှာလဲမတူဘူးကိုထက်ဘာလို့သူကตาနေလဲဆိုတာကိုထက်သူကပူရနေလို့လားဒါမှမဟုတ် ကိုကပဲသူ့ထက်အသုံးများနေလို့လားဘာလို့အသုံးများတာလဲကို့အနေနဲ့သူ့ထက်တာဖို့လိုနေပြီလားအိမ်တော်ကြတာချင်းတူတယ်ဆိုပေမဲ့သူ့ခင်ပွန်းထက်ငါခင်ပွန်းကပူတော်ပူကောင်းနေရမှာဘာလို့သူ့ခင်ပွန်းကငါခင်ပွန်းထက်ပူတိတက်နေတယ်လို့ဖြစ်နေတာလဲပူချစ်တက်တယ်လို့ပူနားနေပူနားလေနေပါလားငါချစ်သူကဘာလို့များသူများချစ်သူရေးစားတွေလို့မချစ်တက်တာလဲ လိုချင်တာတွေကို မဖြစ်ပြီးမဖြစ်စည်းပေးနိုင်ရတာလေဒီလောက်ပေးဆက်နေတာကိုမသိရတာလေဒါလေးတော့နားမလဲဘူးလားအကုန်လုံးပြောမှဖြစ်မှာလားကိုကိုကိုမချေနှက်နိုင်မဲစိတ်ပင်ပန်းအစင်းရဲနေရပြီဆိုရင်သိကြပါတယ်မမောစိရဲ့နှိမ့်ဆက်မှုကိုအလူအလဲခံနေရလို့ပါမမောစိကြီးသူတွေကအကြောင်းမဲ့စိတ်ထက်ကြလွဲပါတယ်ကိုဖြစ်တည်မှုကိုအားမလို့အားမရဖြစ်နေတတ်တဲ့အတွက်စိတ်ပင်ပန်းနေလေးရှိပါတယ် လက်ကျောမတင်မဲ့ပြင်းကြီးပြင်းတွဲဖြစ်နေတတ်ကြတယ်။လှုပ်ဖို့ထက်လိုချင်စိတ်များနေတာကြောင့်ဘာပဲရရမလောက်ငားနိုင်ပဲဖြစ်နေတတ်ကြတယ်။အကြောင်းပြချက်များပြီးစင်ကြီးတွေနဲ့ဘဝကိုတိဆောက်တတ်ကြတယ်။လိုချင်တာတွေများပြီးရချင်တာတွေနဲ့တလွဲဖြစ်နေတတ်ကြတယ်။အတော်မတတ်နိုင်တဲ့လောဘတွေအကြမ်းမှာမောဟိုင်နေတတ်ကြတယ်။မမောစိတ်ကို နိုင်တဲ့စိတ်ဆိုလို့ရောက်ရဲတဲ့စိတ်ပဲရှိပါတယ်။မမောစိတ်ကမီးနဲ့တူပြီးတော့ရောက်ရဲတဲ့စိတ်ကတော့ ရေနဲ့တူပါတယ်မတူညီတဲ့စန့်ကျင်ဘက်စိတ်နှစ်ခုဟာမရှိမကောင်းရှိမကောင်းစိတ်တွေဖြစ်ပြီးလူသားမှန်ရင်မဖြစ်မနေမွေးမြူကြားရမယ်စိတ်တွေဖြစ်ပါတယ်မမောစိတ်ကတော့မီးပုံကြီးနဲ့တူပါတယ်ဘာပဲထက်ထက်လောင်မြိုက်ပြစ်လိုက်ပြီးမီးအရှိန်တက်လို့မရနိုင်လောက်အောင်ဆိုးရွားနိုင်ပါတယ်ရောက်ရဲစိတ်ကြတော့ရေခဲလိုမျိုးလက်လျှော်စိမ့်နဲ့ရေအေးလိုမျိုးခြေနဲ့စိမ့်ဆိုပြီးတော့နှမျိုးဖြစ်တတ်တယ်။မမောစိမ့်ကြောင့်ရကျင်တာမရနိုင်တဲ့အခါလက်လျှော်စိမ့်နဲ့ မီးအရှိန်ကိုအေးပျော်ခံပြီးတတ်တတ်တယ်။တချို့ကြတော့ဂျင်းနဲ့စိမ့်နဲ့မီးအရှိန်မတတ်ပဲမီးအပူကို ထိမ့်တတ်ကြတယ်။ဆိုလိုတာကမမိုးစိတ်ဟာလှုပ်စော်စိတ်သို့မဟုတ်စိတ်စော်စိတ်ဖြစ်တယ်။အလုတ်တစ်ခုကိုလှုပ်ချင်စိတ်ပေါက်လာအောင်မမိုးစရာတစ်ခုခုနဲ့စိတ်စော်ပြီးလှုပ်ချင်စိတ်အစ်စ်နဲ့အလုတ်လှုပ်စေနိုင်ပါတယ်။ရောက်ရဲစိတ်ကြတော့ထိမ့်ကြီးဆက်သို့မဟုတ် ထိမ့်ချောင်းစိတ်ဖြစ်ပါတယ်။မမိုးစိတ်ကြောင့်ပင်မဆင်းရဲသွားနိုင်တဲ့စိတ်ခွန်အား ခွန်အားစိတ်ဓာတ်ကိုတဲတဲမမဖြစ်အောင်လှုပ်ပေးတယ်။ဟွန်းနှစ်စိတ်လုံးကအဆုံးရောက်သွားရင်လူကိုဒုက္ခပေးပြီးအလောတော်အလေအလတ်မှာထိန်းကြီးထားနိုင်ရင်တော့အချိုးပေးနိုင်တဲ့စိတ်တွေပါ။အာသာစိတ်ရမတ်စိတ်တွေကမကောင်းတဲ့စိတ်တွေလို့သတ်မှတ်ခံထားရပေမဲ့မကောင်းတဲ့စိတ်တွေရှိနေလို့သာကောင်းတဲ့စိတ်တွေရဲ့အချိုးကျေးဇူးကတိတာထင်ရှားနိုင်တာဖြစ်ပါတယ်။အမောင်ရှိလို့အလင်းဝင်းပါနိုင်တာဖြစ်ပါတယ်။စိတ်ထိန်ချောင်းခြင်းအမှုပညာ စိတ်ဆိုတာအချိန်အပြည့်ပြေးလွှားနေတဲ့မြင်းရိုင်းလိုပါပဲဘယ်တော့မှရက်မှာမဟုတ်ပါဘူးဒါပေမဲ့ထိန်ကုန်မှုမရှိပဲလွတ်ထားလိုက်ရင်ရောက်ချင်ရာရောက်ပေါက်ချင်ရာပေါက်ဖြစ်သွားနိုင်ပါတယ်အထူးသဖြင့်မမုံစိတ်ကိုရောက်ရဲစိတ်နဲ့တည်တည်ကြာကြာမထိန်ချောင်းနိုင်ရင်အာသာစိတ်ရမတ်စိတ်အာယုံဇိုးတွေရဲ့စေဆုံမှုတွေကြောင့်မဖြစ်သင့်တဲ့ဇိုးကျိုးတွေမလိုလားအပ်တဲ့လူနေမှုဘဝနောက်ဆက်တွဲဖြစ်ရဖြစ်စဉ်တွေဒါမှမနိုင်စီးမရဖြစ်ကိုဖြစ်လာနိုင်ပါတယ် လူတယောက်ရဲ့စိတ်ကိုသူ့အပြုအမူကနေတဆင်ရိပ်မိနိုင်ပါတယ်အထူးသဖြင့်မတ်မောစိတ်ကြောင့်စိတ်အစွန်းရောက်နေတဲ့သူရဲ့အမှုအရာတွေကတာမန်ဖြစ်မနေပါဘူးမတ်မောစိတ်ဟာဘုံကွယ်ရခက်တဲ့စိတ်ဖြစ်ပြီးကိုယ်တိုင်ကလည်းဘုံကွယ်နိုင်မှုစ조사တဲ့လို့ဘုံကွယ်ဖို့စ조사နေတဲ့တခြားလူတွေရဲ့မတ်မောစိတ်အမှုအရာလက္ခဏာတွေကိုလေ့လာပြီးအသုံးချတတ်အောင်လေ့ကျင့်ထားဖို့လိုပါတယ်ဒါကြောင့်စိတ်ကိုထိန်းချောင်းတဲ့နေရာမှာ အချိန်နဲ့အချိန်ကိုတည်ပါ နှစ်စိတ်ကိုစိတ်နဲ့အနိုင်ယူပါ သုံးလိုချင်တာကို အသုံးချပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့လူတဘောလူမနောဆိုတဲ့စာအုပ်အပိုင်း6ပဲဖြစ်ပါတယ်အချိန်နဲ့အချိန်ကိုတည်ခြင်းငန်းငန်းတက်ဖြစ်နေရင်ဘယ်သူမှဟန်မဆောင်နိုင်ပါဘူးအမှုအရာအပြောအဆိုအနေအထိုင်အားလုံးကတကူးမဟုတ်တကူးရုပ်ပြက်နေမှာသိကြပါရဲ့ ငန်းငန်တက်ဖြစ်သွားတဲ့အထိစိတ်အခြေအနေဆိုးရွားနေရင်မမောစိတ်ရဲ့အချိန်ကမသေးပါဘူးမဖြစ်မနေထိန်းချောင်းမှုလိုကိုလိုနေပါပြီဈေးရောင်းဈေးဝယ်လုပ်တဲ့နေရာမှာကမောက်ကမအနိုင်ဆုံးကမမောစိတ်ပါပဲဝယ်လက်ဘက်ကငန်းငန်တက်ပြမိသွားရင် ရောင်းသူဘက်ကခေါ်ဈေးမြင့်လိုက်မှာပါရောင်းသူဘက်ကငန်းငန်တက်ပြမိရင်ဝယ်လက်ဘက်ကပေးစီနှိမ်လိုက်မှာပါဒါဟာမမောစိတ်ရဲ့ကြိုးကင်ပုံပါပဲ အခြေအနေနဲ့အခြေအချိန်နဲ့အခြေအနေအလိုက်ဟန်ဆောင်တက်ခြင်းကစိတ်ထိန်ချောင်းခြင်းမှာမတ်မောစိတ်ကိုအမြဲချိုးနှိမ်ထားစရာမလိုပါဘူးဒါပေမဲ့အခြေအနေအချိန်အခါအလိုက်လိုအပ်တဲ့အချိန်လောက်နဲ့မတ်စိတ်ငန်းစိတ်ထုတ်ပြတတ်ဖို့လိုပါတယ်ကိုလိုချင်တဲ့အရာကိုမယောင်းမဲလဲမနေအောင်ဈေးစကားပြောတဲ့နေရာမှာတန်ကြီးခုံမမြင့်အောင်ဟန်ဆောင်ကောင်းဖို့လိုပါတယ်လိုချင်စိတ်ကိုပြလိုချင်တဲ့အနေအထားရောက်အောင်တွန်းပို့တက်ရပါတယ် ကိုအမှုအရာနှုတ်အမှုအရာမလွဲမှားအောင်လေ့ကျင့်ထားဖို့အရာပါပဲအချိန်နဲ့အချိန်ကိုထိန်းချီတက်သည့်မှတ်မောစိမ့်နဲ့ရောင်ရဲစိတ်ကအသုံးချလို့ကောင်းတဲ့အသုံးချစိတ်တွေပါစိတ်ကိုစိတ်နဲ့အနိုင်ယူပါတာဥသမီးဥတွေကိုမိဘတွေကအချစ်ပိုတက်ကြပါတယ်ဒီလိုပဲတာထွေသမီးထွေးတွေကိုအချစ်ပိုတာကမဆန်းပါဘူးဒါပေမဲ့နှုတ်ညာတွေအတွက်ကြတော့အချစ်ခံရဖို့တာဥတွေနဲ့လည်းရှင်ရတယ်လို့တာထွေးတွေကိုလည်းအနိုင်ကျင့်ရတတ်ပါတယ် သို့မဟုတ်မိဘတွေရဲ့အတိအမှတ်ပြုမှုဂယုဆိုင်မှုတွေမရတလို့ဖြစ်သွားနိုင်တယ်လေလုပ်ငန်းဝင်အပေါင်းအသင်းလူမှုလောကတဘာဝကကအပြိုင်ဆိုင်တွေအကြအနိုင်နဲ့ပိုင်းနိုင်မှနေရာတခုရနိုင်တာပါလူချင်းစိတ်ပြပြီးရယူလူစိတ်ဖြင်းထံမှတကယ်ကြိုးစားတဲ့သူတွေဖြစ်တယ်လို့တမုတ်တဲ့ခေကြီးမှာမမောစိတ်ကိုချိုးနှိမ်ထားပြီးခြေနဲ့စိတ်ချီနဲ့နောက်ကတကောက်ကောက်လိုက်နေရင်တော့ဘယ်တော့မှရှေ့ရောက်နိုင်တော့မှာမဟုတ်ပါဘူးဒါကြောင့် ပြိုင်ဘက်တွေကိုပြိုင်ဘက်တွေရဲ့စိတ်ကိုသူတို့ထက်သားတဲ့စိတ်မျိုးနဲ့အနိုင်ပိုင်းမှာလိုချင်စိတ်ကိုအသုံးချပါစိတ်ခွန်အားရဖို့ဘယ်နည်းဘယ်လိုလုပ်ရမလဲစားကောင်းတောက်ကောင်းစားထားတောက်ထားရင် စိတ်ခွန်အားရနိုင်ပါလားဝါသနာပါလားလုပ်ခွင့်ရရင်စိတ်ခွန်အားရှိနိုင်သလားစိတ်ခွန်အားဆိုတာကမမိုးစိမ့်နဲ့ရောက်ရဲစိတ်တို့ဆက်တူဖြစ်ရင် ထွက်လာမဲ့စိတ်ရလက်ပါတပတ်သားရဲ့လိုချင်စိတ်ကိုသိရင်အဲ့ဒီလိုချင်စိတ်ကိုဖြည့်ဆည်းပေးပြီး လိုရာအသုံးချလို့ရပါတယ်။လိုချင်စိတ်ကိုနားလည်နိုင်ဖို့မတ်မောစိတ်ရဲ့အလုံးလုံးပုံနဲ့ရောက်ရဲစိတ်ရဲ့အထာကိုသဘောပေါက်ထားရမှာပါ။မဟာစိတ်အမှန်တရားကို လက်သင်ခံနိုင်ခြင်းဟာ ရောက်ရဲခြင်းပဲဖြစ်ပါတယ်။ရှိတာနဲ့ကြီးနက်တဲ့စိတ်ကရောက်ရဲတဲ့စိတ်မဟုတ်ပဲလက်လျှော့တဲ့စိတ်ဖြစ်ပါတယ်။မတ်မောစိတ်ကမကောင်းတဲ့စိတ်ဆိုပေမဲ့လိုချင်စိတ်နဲ့ကြိုးစားလိုချင်ရာမတ်မောစိတ်မှ မရှိပဲမဖြစ်နိုင်ပါဘူး။ ကိုယ်စိတ်ကိုနားလည်မှသူများစိတ်ကိုမှန်းဆနိုင်မှာဖြစ်ပါတယ်။ဖြစ်လေရှိတဲ့ငန်းငန်းတက်စိတ်မတ်မိုးစိတ်တွေကိုချိုးနှိမ်တိုင်းပြုမှုလေးရှိတဲ့အမှုအရာအလေးအထပုံစံဟန်တွေကိုတေချာမှတ်သားထားပြီးတပတ်သားရဲ့အမှုအရာအလေးအထပုံစံဟန်တွေကိုသဲလွန်စားကောက်ပါ အလေးအချင်းတစ်ခုကို အတိုင်းအတာတစ်ခုအထိအချင်းပြီးထားနိုင်ရင်တော့အထာနဲ့သွားပါလိမ့်မယ်မတ်မိုးစိတ်နဲ့ရောက်ရဲစိတ်ကို နိုင်နိုင်နင်းနင်းထိန်းချောင်းသွားနိုင်ရင် မဟာစိတ်ရဲ့အထာကြကြနေတက်သွားပါလိမ့်မယ်။မဟာစိတ်နဲ့အထာကြကြနေတက်သွားပါလိမ့်မယ်။အခန်းကြောင့်အမျောအမြင်ကြီးကျယ်ခြင်းမိုက်စိတ်တဘာဝနိယာမစัจ java ရာကို တွက်ချက်ပြီးအဖြေရှာလို့ရပေမဲ့လူတွေရဲ့မိုက်မဲမှုကိုတော့အဖြေထုတ်လို့မရနိုင်ပါဘူး။စာအိုင်းစိုင်နျူတန်စာအိုင်းဆက်နျူတန်အတိအမြင်ဆိုတာကဘောင်းနဲ့အလုံးလုံးတဲ့စိတ်အာယုံပါ။ ကိုပိုင်အသည့်ကိုပိုင်အတွေးဆိုတာမရှိပါဘူးပတ်ဝန်းကျင်နဲ့အတိုင်းအမြုံတစ်ခုရဲ့အတိုင်းအတာနဲ့ကိုရဲ့အသည့်စိတ်ကလက်သင့်ခံနိုင်တဲ့ပမာဏအလျောက်အသည့်အမြင်ဆိုတာဖြစ်လာတာပါတက်ရှိတိုင်းမှာအသည့်အမြင်ကိုဖြစ်စေနိုင်တဲ့ဘီဇစိတ်နေစိတ်ကံရှိပါတယ်အတွေးအခေါ်အကြံအစည်းအယူအဆအထင်အမြင်အားလုံးကမူရင်းကိုပိုင်ဆိုပြီးမဖြစ်နိုင်ပါဘူးအကုန်လုံးကတဏီယာစီကနေမိတူပွားထားတာကြီးပါပဲဒီစိတ်နေစိတ်ခံကြောက်ပဲတွေးနိုင်ကြံနိုင်တာပါ ဒီစိတ်နေစိတ်ခံရဲ့စေစုံမှုကြောင့်ပဲလိုချင်စိတ်မတ်မိုးစိတ်တောင်းတစိတ်ငန်းငန်းတက်ချင်စိတ်တွေဖြစ်တာပါဒီစိတ်ကြောင့်ပဲပိုင်ဆိုင်လိုစိတ်ရယူလိုစိတ်မျက်နှိုးစိတ်တွေတာစိတ်တွေဖြစ်လာတာပါဥစ္စာဒနာတွေပိုင်ဆိုင်မှုတွေငွေချေးတွေအပေါ်အစွဲဖြစ်စေတာပါဒါပေမဲ့ဒီစိတ်နေစိတ်ခံရဲ့သဘာဝကိုတဘောမပေါက်ရင်တော့ဘဝမှာမပြီးဆုံးနိုင်တဲ့အလွဲတွေနဲ့အကြယုံမှုတွေကိုမလိုချင်တဲ့အဆုံး ထက်ခါတလဲတဲ့ရစီဖြစ်စီနိုင်ပါတယ်အသည့်စိတ်လောက်ရိုးရှင်းတဲ့စိတ်နေစိတ်ကံမရှိသလိုလူသားအတွက်အန္တရာယ်အဖြစ်နိုင်ဆုံးကလည်းအသည့်စိတ်ပဲဖြစ်ပါတယ်အတိထက်အမြင်ကအရေးကြီးတယ်တဘာဝအတိထက်အမြင်ကအရေးကြီးတယ်အမြင်ထက်ပညာက အရေးကြီးတယ်ပညာထက်ဉာဏ်ကအရေးကြီးတယ်ဉာဏ်ထက်တတိကအရေးကြီးတယ် အတိဆိုတာကမှတ်သားမှုဖြစ်တယ်အမြင်ဆိုတာက သိမှုခံစားမှုဖြစ်တယ်ပညာဆိုတာက နားလည်မှုဖြစ်တယ်ညံညံဆိုတာကစင်ကျင်သုံးသပ်မှုဖြစ်ပြီးတတိကပိုင်းခြားဝေဖန်မှုဖြစ်ပါတယ်အမြင်မရှိတဲ့သူကိုအတိမဲ့သူ အဖြစ်သတ်မှတ်တယ်အတိမဲ့သူကိုပညာမတတ်သူလို့သတ်မှတ်တယ်ပညာမတတ်သူကိုညံမရှိသူအဖြစ်သတ်မှတ်တယ်ညံမရှိသူကိုတတိမကောင်းသူအဖြစ်သတ်မှုကြတယ်အမြင်မရှိရင်အခြေအနေအချိန်အခါ အနေအထားအမှန်တရားပေါ်မြင်နိုင်စောမရှိပဲအကျိုးရှိမှုနဲ့အကျိုးမဲ့မှုကိုဝေဖန်ပိုင်းခြားနိုင်မှာမဟုတ်ပါဘူးအခြေအနေအခြေအခါဆိုတာအမြင်အတွက်အလွန်အရေးကြီးတယ်အမြင်ဆိုတာနှိုင်းယှဉ်မှုအတိုင်းအတာနဲ့ပမာဏကိုအခြေခံပြီးအလုပ်လုပ်တယ်အမြင်သေးသိမ့်ခြင်းကနှိုင်းယှဉ်မှုအားနည်းပြီးအတိုင်းအတာပမာဏကျင်းမြောင်းလို့ဖြစ်တယ်တာရကအနေနဲ့ပတ်ဝန်းကျင်ရှုခင်းပုံပကြီဆွဲမယ်ဆိုပါစို့ဆွဲဖို့အတွက်ယာထားတဲ့ပကြီ ပကြီကားချက်ဟာရှုခင်းတစ်ခုရဲ့အတိုင်းအတာဘဲကနေဘဲအထိတတ်မှတ်ဖို့လိုသလိုအတိမ်အနဲ့အနီအဝေးစသဖြင့်တတ်မှတ်ရပါလေဒါကပထမရက်တည်နေတဲ့ဒီနေရာကနေရှုမြင်လိုက်လို့ရလာတဲ့အတိုင်းအတာအသည့်အမြင်တစ်ခုပါဒါပေမဲ့ရှုခင်းတစ်ခုကိုငကိုကထက်မြင်ကွင်းကြည်ကြဲနဲ့ကြည့်လို့ရအောင်ဂုံကမှုတစ်ခုပေါ်ရက်လိုက်ရင်မြင်ကွင်းကခြေထားတက်ကိုပို့ပြီးတော့ကြီးကျယ်သွားမှာပါပဲဂုံကမှုကနေတောင်ပေါ်ကိုတက်နိုင်ရင်တော့မြင်ကွင်းကမဟာဆန်သွားပြီး တောင်ထိပ်ပေါ်ကနေလောကတခွင်လုံးကိုကြည့်နိုင်ရင်ကိုမြင်ခဲ့ရတဲ့ရှုခင်ကဘာရေမဟုတ်တော့တယ်လို့ဖြစ်သွားပါလိမ့်မယ်။အတိနဲ့အမြင်ကလည်းဒီလိုပါပဲ။ကိုရှင်သင်ခဲ့ရတဲ့ပတ်ဝန်းကျင်အပေါ်မူတည်ပြီးကိုရဲ့တွေးခေါ်ပုံ၊ကြံစည်ပုံ၊ဆုံးဖြတ်ပုံတွေအမျိုးမျိုးကွဲပြားသွားနိုင်ပါတယ်။ကိုအမှုအရာနှုတ်အမှုအရာအားလုံးကကိုရဲ့အတိအမြင်တိုးတက်မှုအပေါ်မူတည်ပါတယ်။ငွေတရာချက်ကိုအမြင့်ဆုံးငွေကြေးအဖြစ်သုံးမှုရင်ငွေတထောင်ချက်ကိုသုံးတတ်မှာမဟုတ်ပါဘူး။ ငွေတထောင်ကိုအမြင့်ဆုံးသုံးမှုတိုင်းငွေတထောင်ကိုတုံးတက်မှာမဟုတ်တလို့တန်းနဲ့ချီတဲ့ငွေကို အမှန်တကယ်သုံးတက်ဖို့တန်းနဲ့ချီတဲ့အသည့်အမြင်တိုးတက်အောင်အရင်ဆုံးစွမ်းဆောင်အားထုတ်ရမှာပါထီပေါက်တိုင်းမချမ်းသာနိုင်ပါဘူးပတ်စံရှိရင် ချမ်းသာပြီလို့ဒွေးတက်တဲ့သူတွေအများကြီးပါပတ်စံအများကြီးရှိတာက ရှိုံရှိနေတာပါ ချမ်းသာတော့ရတာမဟုတ်ပါဘူးတကယ်ချမ်းသာတယ်ဆိုတာလက်ရှိ ကိုယ်မှာရှိနေတဲ့ငွေချေးပမာဏကို နဂိုထက်ပုံမူတိုးပွားအောင် လုံနိုင်ခြင်းဖြစ်ပြီးတိုးပွားမှုကို လုံနေစရာမလိုလောက်အောင်ကိုဖြစ်ထားလို့ရတော့မှကြွယ်ဝတယ်လို့ဆိုနိုင်ပါတယ်တောင်ထက်ပေါ်ကနေကြည်နိုင်ရင်တောင်ထိပ်ပေါ်ကနေကြည်နိုင်တဲ့အမြင်မျိုးနဲ့ပဲသူမှမွေးမလာဘူးအားလုံးလိုလိုက တောင်ကြီးလောက်အသည့်နဲ့မွေးလာကြတာပါအသည့်အမြင်လူမှုပေါင်းတဲ့ဆက်ဆံရေးမှာပါနမှုက အခေရာကြပါတယ် လုပ်ငန်းခွင်မှာအရေးကြီးဆုံးစွမ်းရည်ကပါးနဲ့ချင်းပဲဖြစ်ပါတယ်။အမြင်ကောင်းရှိမှသာပါးနဲ့တဲ့အသည့်ရှိနိုင်ပါတယ်။ဖြတ်ထိုးဉဏ်ဆိုတာကပါးနဲ့မှုကြောင့်ဖြစ်လာတဲ့ပညာပါပညာဖြစ်ပါတယ်။လူထက်လူဖြစ်နိုင်မှုပါပါနဲ့နဲ့နေထိုင်တတ်ဖို့လိုပါတယ်။ကိုယ်တိနေတဲ့အသည့်လောက်နဲ့လုံလောက်ပြီးတော့ဘယ်တော့မှမတွေးပါနဲ့။အသည့်ဆိုတာကအတိုင်းအတာနဲ့လာတာပါ။အသည့်ကိုအတိုင်းအတာတစ်ခုနဲ့ကန့်သက်နေတဲ့၍အမြင်ကလည်းကျယ်ပြန့်နိုင်မှာမဟုတ်ပါဘူး။ အတိကောင်းနဲ့အမြင်ကောင်းမှုအမြဲမပြတ်စည်းဘူးနေမှာရပါမယ်။မသိမှုကိုလက်ခံပါတည်အောင်ကြိုးစားပါ။အမြင်ချင်းမြောင်းပြီးပြောင်းလဲမှုလက်ခံနိုင်တဲ့အခြေအနေအတိမရှိသူဖြစ်နေရင်ဘယ်တော့မှတိုးတက်ကြီးပွားနိုင်မှာမဟုတ်ပါဘူး။ပြောင်းလဲနေတဲ့တဘာဝကိုလက်သင့်ခံပြီးပြောင်းလဲသွားတဲ့အလျောက်အသားချနိုင်အောင်ကြိုးစားနိုင်သူကတိုးတက်ကြီးပွားနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုပဲအမြင်ချင်းမြောင်းနေခဲ့ရင် ပြောင်းလဲမှုကိုလက်ခံနိုင်မှာမဟုတ်တဲ့အတွက်တမန်ယိုးကြရှေ့ရိုးဆွဲမှုတွေအကြောင်းမှာခင်းနောက်ကြကြံခဲ့ပါလိမ့်မယ်။အပြောအဆိုနဲ့တွေးခေါ်ပုံတွေကိုကြည့်ပြီးတစ်ဖက်လူက အမြင်ကျေသူလားကျင်းသူလားဝေဖန်လို့ရနိုင်ပါလေ။ဒီလိုဝေဖန် သုံးသပ်နိုင်တဲ့အတိကိုကလည်းကိုယ်တိုင်ကအမြင်ကျကျတွေးခေါ်လက်ခံနိုင်သူဖြစ်မှာပါ။ဒါကြောင့်အမြင်ကျင်းမြောင်းမှုလက္ခဏာတွေနဲ့အဲ့ဒီသေးသိမ့်မှုတွေကိုကြော်လွှားဖို့ဤကောင်းလမ်းမှန်တွေတည်ထားဖို့လိုအပ်ပါတယ်။ ဘဝပန်းတိုင်းရည်ရွယ်ချက်ရည်မှန်းချက်တွေရှိကြတယ်။ရှိဖို့လဲလိုတယ်ရှိအောင်လဲလုပ်ရပါမယ်။ဒါပေမဲ့အမြင်ကျင်းနေသူ၍ကိုချမှတ်ထားတဲ့ပန်းတိုင်းရည်ရွယ်ချက်ရည်မှန်းချက်တွေကတကယ်တမ်းအကျိုးဖြစ်နိုင်မဲ့တိုးတက်တဲ့အရာတွေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ကိုမှတ်ဉဏ်မှာတိမ့်ဆဲထားတဲ့အသိပညာတွေရဲ့အဆင့်အတန်းအလိုက်မပူတဲ့ပန်းတိုင်းကိုပဲထားနိုင်မှာပါ။ အတိဆိုတာကအကန့်အသတ်နဲ့မို့ပန်းဆိုင်ပန်းနိုင်ဆိုတာကလည်းအတိုင်းအတာတစ်ခုနဲ့အလုပ်လုပ်ပါတယ်အကန့်အသတ်ရှိတဲ့အတိတဘာဝကြောင့်ဘဝအတွက်ချာမှတ်ထားတဲ့ဆုံးဖြတ်ချက်တွေဆိုတာကလည်းအတိုင်းအတာတစ်ခုနဲ့ပါကိုမြင်နိုင်တဲ့အကွာအဝေးလောက်ပဲခရီးလမ်းကိုရှောင်လန်းနိုင်ကြတာမို့အမြင်ကျကျနဲ့ကြည့်တတ်အောင်အတိဉာဏ်ရဲ့အဆင့်အတန်းကို မြင့်တင်နေဖို့လိုပါတယ်အရင်စစ်ချင်းဘာပဲဖြစ်ဖြစ်တခုခုဖြစ်ပြီးဆိုတာနဲ့ချက်ချင်းလှုပ်လိုက်ရမှာခြေနဲ့တက်ကြတယ် ပြဿနာပရိပခအရှုပ်အထွေးစသဖြင့်ဘာတွေပဲဖြစ်နေပါစေဖြည့်ရှင်းချက်တစ်ခုချက်ချင်းထုံနိုင်တာလုံနိုင်တာကိုတော်တယ်တက်တယ်ထူးတယ်ကဲတယ်လို့အထင်လွဲနေတတ်ကြတယ်အကျိုးဆက်ရလည်းရဲ့အကြောင်းအရင်းကိုစစ်ဆေးဖို့မတွေးမကြံမိကြတော့အကြောင်းအရင်းနောက်ဖြစ်တဲ့နောက်ဆက်တွဲအကျိုးရလက်ကနေတဆင့်ဖြစ်သွားမဲ့တက်ရောက်မှုတွေရဲ့အန္တရာယ်ကိုတံပြန်ရင်ဆိုင်ရတတ်ပါတယ်ဒါကအမြင်ချင်းမြောက်မှုရဲ့စိုးကျိုးပါပဲတွေးရမယ့်အစားလောက် လှုပ်လိုက်ဖို့ဇိုင်းပြင်းနေခြင်းရဲ့အပြစ်ပဲဖြစ်ပါတယ်။တမ်းမှန်အနေအထားအရာလူတွေရဲ့တွေးခေါ်ပုံကအင်မတန်ရိုးစင်းပါတယ်။ပြင်းရလဲကြတတ်တယ်။ကကြီးဖြစ်လာရင်ခါခွေးလာမယ်။ခါခွေးပြီးရင်ကားငယ်လာမယ်လို့အလွယ်တွေးလို့ရှိရတယ်ဒါပေမဲ့လက်တွေ့လူနေမှုဘဝမှာဖြစ်လာမယ့်အကြောင်းအရင်းလိုက်တာအကြောင်းအရင်းတိုင်းကအစဉ်အတိုင်းဖြစ်တာမှမဟုတ်ပဲကကြီးမှလည်းကားတက်ကားနဲ့စသဖြင့်အကြောင်းအကျိုး ဖြစ်တတ်သေးတယ်လို့ခါကိုရဲ့ခါတက်ခါနဲ့ဟာကားနှစ်ကြောင့်လဲဖြစ်တာမျိုးလဲဖြစ်နိုင်သေးတယ်။ဒါလို့ရင်ဒါဖြစ်မယ်ဆိုတဲ့အတွေ့အခေါ်မျိုးကဒီနေ့လို့ခင်မှာအကျုံးမဝင်တော့ပါဘူး။ကောင်းတာလောက်တိုင်းကောင်းတာမဖြစ်နိုင်ဘူး။စေတနာနဲ့လှုပ်ပေးတိုင်းမေတ္တာထားခံရမယ်ခဲ့မဟုတ်တော့ဘူး။ဝေဒနာတွေအပုံကြီးရခြင်းရလိမ့်မယ်။အမေးတစ်ခုမှအဖြေပေါင်းထောင်ချီရှိနေနိုင်တဲ့ပြဿနာအတွက်ဖြေရှင်းမှုတွေအများကြီးဖြစ်ခြင်းဖြစ်နေတတ်တယ်။ လောကကြီးရဲ့တဘာဝကိုကဗယံပဒါဆန့်တယ်။ဘယ်အရာကမှဖျောက်တမ်းမနေဘူး။ကိုေးကောက်ယုံမကလို့ရှုပ်ထွေးခြင်းရှုပ်ထွေးနေတတ်တယ်။ဒါကြောင့်အတိအမြင်ဆိုတာကိုတမျိုးတည်းလက်ခံကျင့်သုံးနေလို့မရဘူး။အမြင်တစ်ခုတည်းနဲ့အသက်ရှင်နေရင်ဖြစ်တည်မှုတစ်ခုတည်းရှိတဲ့ကြောက်တိုင်ကြီးလိုပဲ။တဘာဝကြီးရဲ့တိုက်စားမှုတန်ကိုခံရင်လုံးပါပါသွားပါလိမ့်မယ်။ဒါကြောင့်ကာယောခါယောကာယောနောက်ထပ်လာမယ့်အတိတ်အတိတ်တွေကိုလက်ခံနိုင်မှဖြစ်လိမ့်မယ်။ ပြောင်းလဲနေတဲ့သဘာဝအတိုင်းလိုက်သွားနိုင်ရမယ်။ပြဿနာပရိပကဖြေရှင်းရင်လည်းတမယိုးနီးကြကိုပဲအားကိုးနေလို့မရပါဘူး။ပြောင်းလဲတန်တဲ့ပြောင်းလဲရရမယ်။အတိတ်ကိုကျင့်သုံးရရမယ်။အစားထိုးမှုကိုလက်ခံနိုင်ရမယ်။ဒါမှစစ်မှန်တဲ့အရင်းစစ်ခြင်းပဲ။အစိတ်ပင်ရဲ့ရေတောင့်မြင့်မတွေ့မချင်းပြဿနာရဲ့အကြောင်းအရင်းကိုပြည့်ပြည့်စုံစုံမသိသေးသူလို့ပြောလို့မရပါဘူး။ မြင်နေတွေ့နေတဲ့တခြားအရင်အမြင်ကအကြောင်းအရင်းတွေကိုအရင်ဖြေရှင်းရင်ဖြေရှင်းပြီးအမြင့်ထုံးတွေအမြင့်ဆွဲတွေကိုခုတ်ထစ်တန်တဲ့ခုတ်ထစ်ရှင်းလင်းတန်တဲ့ရှင်းလေးရမယ်လူတယောက်ရဲ့အရင်အချင်းအတိုင်းအတာကိုတည်ကျင်ရင်ပြဿနာရှာပြီးအဖြေထုတ်ရတယ်ပြဿနာပရိပခအပေါ်ဖြေရှင်းပုံကိုကြည့်ပြီးဒီလူဟာတကယ်ပဲအမြင့်ကျဲသူလားရှေ့ရိုးဆွဲသူလားစာအုပ်ကြီးသမားသာစသဖြင့်ခွဲခြားသိနိုင်ပါတယ်အတွေ့အခေါ်ကိုအမြဲစမ်းစစ်ပါ ဘယ်တော့မှငါတိပြီးငါနားလေသွားပြီးဆိုပြီးတော့တသမတ်တဲ့မခံယူပါနဲ့လောကကြီးကအမြဲပြောင်းလဲနေတာမို့ဖြစ်စဉ်ဖြစ်ရပ်တွေကလည်းအမြဲပြောင်းလဲနေမှာပါဒါကြောင့်လေလာမှုတွေကိုစဉ်ဆက်မပြတ်လုပ်ပြီးဘယ်လိုအကြောင်းအရာမျိုးဖြစ်နေပါစေအရင်အမြစ်ကိုလိုက်ပါဇင်းမြစ်ကိုတိရမှဂျင်းတတ်ပါအတိအမြင်ကိုကျေပြန့်အောင် ပွင့်လင်းတဲ့စိတ်နေစိတ်ထားလက်ခံနိုင်တဲ့စိတ်နေစိတ်ခံအစဉ်မြဲမှတ်ဉာဏ်နဲ့ကိုယ့်ကိုယ်ကိုတိုးတက်အောင်ကြိုးစားပါကြိုတင်ပြင်ဆင်ခြင်း အန္တရာယ်ကိုရင်ဆိုင်တဲ့နေရာမှာကြိုတင်ပြင်ဆင်ခြင်းကအထူးရောက်ဆုံးသောနည်းလမ်းဖြစ်ပါတယ်။ဒါပေမဲ့အန္တရာယ်အတွာကြိုတင်ပြင်ဆင်ထားချက်အပေါ်အပြစ်အဝအယုံကြည်စိတ်ထားခြင်းကဘေးဥပတ်ပိုရှိပါတယ်။လူမှုပေါင်းတဲ့ဆက်ဆံရေးမှာကိုထက်သားတဲ့လူတွေက ကိုအပေါ်တင်မှတ်မထားတဲ့နည်းလမ်းနဲ့နှိတ်ကိုလာလိမ့်မယ်။ကိုအားနေချက်ကိုမရရအောင်ရှာဖွေပြီးတော့အရှိုက်ထိအောင်ထိုးနှက်ကြလိမ့်မယ်။မျက်နှာဘုံကောင်းကောင်းနဲ့တယုတ်ဆောင်ကောင်းနေပါစေ။ ပေါ်ဆောင်မှုတစ်ခုလောက်နဲ့တင်ကိုယ့်ရဲ့မျက်နှာအစ်စ်ကိုခွာချကြလိမ့်မယ်တနာဖို့နေနေသလားရက်ဆက်လို့တော့အားမရနိုင်ပဲဒုက္ခအမျိုးမျိုးပေးဖို့စောင့်နေကြလိမ့်မယ်ဒါကူကလောကကြီးရဲ့တဘာဝပါ လုံခြုံတဲ့နေရာမရှိတဲ့အတွက်စိတ်ချရအောင်ကိုဘက်ကလက်နက်အစုံအလင်နဲ့အသင့်ပြင်ထားမှတော်ကကြလိမ့်မယ်မမြင်နိုင်မသိနိုင်မတွေ့နိုင်အန္တရာယ်ကိုရင်ဆိုင်ဖို့ပါနှက်ခြင်းကအထီရောက်ဆုံးသောလက်နက်ဖြစ်ပါတယ်ဤမျိုးစုံသုံးပြီးပြင်ဆင်ထားပါစေ ပါနှက်ခြင်းထက်လုံလောက်မှာမဟုတ်ပါဘူးအခြေအနေအလိုက်လိုအပ်တာကိုဖြတ်ထုတ်ညံတဲ့အဖြေထုတ်နိုင်ခြင်းကအထူးရောက်ဆုံးဖြည့်ရှင်းနည်းပါပဲဖြစ်နိုင်ခြေတွေကိုခံမှန်းပြီးဖြစ်နိုင်ခြေအားလုံးအတွက်ပြင်ဆင်ထားခြင်းကကောင်းပါတယ်ဖြစ်သင့်ပါတယ်လုံသင့်ပါတယ်ဒါပေမဲ့ခံမှန်းလို့မရနိုင်တဲ့အန္တရာယ်တွေအတွက်အထူးရောက်ဆုံးအကာအကွယ်ကအချိန်နဲ့တပြေးညီအဖြေရှာထုတ်နိုင်တဲ့ပါနှက်မှုပါပဲ။ ပြိုင်ဘက်နဲ့ရှင်ပြိုင်တဲ့နေရာမှာ ပြိုင်ဘက်ကပေးလာနိုင်တဲ့အန္တရာယ်တွေကိုကာကွယ်ဖို့ကြိုတင်ပြင်ဆင်တာကောင်းပါလေဒါပေမဲ့ပြိုင်ဘက်ရဲ့ပရိရဲ့ကြောင့်ထင်မှတ်မထားတဲ့အန္တရာယ်မျိုးပေးလာရင်ဘလောက်ပဲပြင်ဆင်မှုတွေရှိနေပါစေဖြတ်ထိုးညံတဲ့ပါနမှုမရှိရင်ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးအမြင်ကြကြထားပြီးအခြေအနေနဲ့အချင်းအခါအလိုက်ရှောက်ပတ်တင်းတင်းနဲ့ဖြည့်ရှင်းမှုမျိုးကိုတိတိယယောက်တွေးနိုင်မှုအတိအမြင်ကောင်းလိုကိုလိုပါတယ် တကြိမ်တကားလောက်ကြုံမှုဖြစ်မှုဖြစ်ရှင်းမှုုံနဲ့ပါနဲ့လှပြီးတော်လှပြီးလို့မအောင်မေ့ရပါဘူးပြဿနာအမျိုးမျိုးပြိပခအမျိုးမျိုးကိုချိန်ဖန်များစွာဖြေရှင်းမှုမှသာပါနဲ့တဲ့စိတ်နေစိတ်ခံအတိဉဏ်မျိုးမွေးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကြိုတင်ပြင်ဆင်ထားတတ်တဲ့အကျင့်ဟာကောင်းပါတယ်ဒါပေမဲ့ပါနဲ့တဲ့အတိအမြင်မျိုးရှိမှတော်တယ်လို့သတ်မှတ်နိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ လူသဘောလူမနောစာအုပ် အပိုင်း6ဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sonic Bo channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မြစ်တာရက်ခံပါတယ်သဘောကျနှစ်သက်တဲ့ဆိုပါက like and share လေးလုပ်သွားပေးဖို့မြစ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးသွေးနဲ့ကတ်သုံးပါးရမှာအမြန်ဆုံးကြော်လွှားပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ